မြန်မာစစ်တပ်ရဲ့တမိုင်းမှာ KSSS တိုင်းသာတော်လိုင်းတပ်ဖွဲ့တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းလေရင်ပစ်ချခံရတယ်ဆိုတဲ့ဖြစ်စဉ်ဟာရှားပါးတဲ့ဖြစ်ရလို့ဆိုနိုင်ပါတယ်။2021ခုနှစ်တကြောပြန်စစ်တပ်ကအာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံအနှံပြားကတိုက်ပွဲတွေမှာမြေပြင်ထိုးစစ်နဲ့ခုခံနိုင်ခြင်းမရှိတော့တဲ့စစ်တပ်ကမြို့တွေစခန်းတွေလက်မလွတ်ရရေးအတွက်လေကြောင်းကိုသာအတွင်တွင် အသုံးပြုနေရပါတယ်။စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်ကြာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးနဲ့တည်ယူပို့ဆောင်ရေးလေရင်ဆန်နှင်းအထီကိုပြစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲခုဒီဟောပေါ့ပြည်တွင်းစစ်ပြောတာပေါ့နော်ဒီတော်လှန်ရေးကတော့ပြည်တွင်းစစ်အတွင်းထဲမှာတော့ခုနလေရင်ဟိုပျက်စီးဆုံးဆုံးမှု တွေလည်းအဲတခါမှလည်းဒါမကြုံခဲ့ဘူးပေါ့နော်ဒါမကြုံခဲ့ဘူးတဲ့ဒါကြတော့ဒါထူးထူးခြားခြားဒါဒီတော်လှန်ရေးကတော့ ဟိုစွမ်းဆောင်နိုင်တယ်လို့ပဲကျွန်တော်ကတော့မြင်နေပါဘူးစစ်ကောင်စီကသူဝယ်ယူထားတဲ့လေရင်တွေရဲ့ကုန်ကြဆေးစည်ရင်ကိုထုတ်ပြန်လေးမရှိပဲလျှို့ဝှက်ထားတဲ့အတွက်ဆုံးရှုံးမှုတန်ဖိုးကိုတွက်ချက်နိုင်ဖို့ခက်ခဲပါတယ်ဒါပေမဲ့စစ်ကောင်စီဟာအနာဒိတ်လေးနှစ်အတွင်းလေရင်တွေပြတ်ကျမှုနဲ့ပြစ်ချခံရမှုတွေကြောင့်ဆုံးရှုံးမှုပမာဏဟာ American dollar တန်ပေါင်း100နီးပါးရှိနိုင်တယ်လို့လေတက်အရာရှိတွေကမှတ်ချက်ပြုပါတယ် ဒီထဲမှာအာနာသိမ့်ပြီးမှမြန်မာနိုင်ငံကို ရောက်ရှိလာတဲ့တရုတ်နိုင်ငံထုတ် FTC 2000G အမျိုးအစားအပေါ်စားတိုက်လျင်လေပေါ်ပြန်နိုင်တဲ့တန်ချက်ကတင်ကားလို့တင်စားကြတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ် Eurocopter လို့ခေါ်တဲ့ကယ်ဆယ်ရေးရဟတ်ယာဉ်စစ်ကောင်စီရဲ့လက်နက်ခဲယံပြင်တိုက်အင်အားတွေပါဖြည့်တင်းနိုင်တဲ့ MI-70 နဲ့အမတ်30တပ်မတော်အကြီးစားစက်ယုံမှာစစ်ကောင်စီနဲ့တရုတ်တို့ပူးပေါင်းထုတ်လုပ်နေစေ KHW အမျိုးအစားအပေါ်စားတိုက်လေယာဉ်တွေပါဝင်ပါတယ်။တရုတ်နိုင်ငံထောက် FTC 2000ကြီးအပေါ်စားဗတ်စုံသုံးတိုက်လေယာဉ်တွေဟာအာဏာသိမ်းပြီးမှမြန်မာနိုင်ငံကို ရောက်ရှိလာတဲ့လေယာဉ်တွေဖြစ်ပြီး ကာလတန်ကြီးအမေရိကန်ဒေါ်လာ၈တန်းခွဲအထိတန်တယ်လို့အကြံပြင်းသိရပါတယ်။ transport တွေထိတာစံတီးတို့ဝိုင်းအိတ်တို့ထိနေနေတော်တော်လေးကိုထိခိုင်းနေတာမူကပြောပြလို့မရအောင်ရှိတာပါ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလေတက်မှာအတိအကျကြရတဲ့တိမ်ပို့ဆောင်ရေးအ MISMD တွေသူတို့ကြတော့ဒီပစ္စည်းအများကြီးခြံတယ်သူအများကြီးခြံတယ်ချော်ပါတယ်မှာဆိုရင်အဲ transport ရဲ့မှာဆိုရင် WiFi ပေါ့ WiFi လဲလို့ပဲသူကဟိုဗာလဲကျွန်တော်ကားဟိုပြောကုန်တင်ကားကြီးလို့ပဲကုန်တင်ကားကြီးလို့ပဲဆိုတော့သူပစ္စည်းအများကြီးပါတယ် item မှာသူပါတယ်ခင်းရိတ်ခါပြင်တယ်သူကဒီကျွန်းဘက်ခေါ်တာပေါ့ဒီကြီးတဲ့ခေါ်တယ်ဒီမြန်မာပြည်လုံးပတ်လို့ရတဲ့လေရင်မျိုးတွေ အဲ့လိုလေမျိုးတွေစီကြကြည့်ဖြစ်ရင်တော့ဒီလိုဆုံးရှုံးမှုကြီးမားတာပေါ့မြန်မာနိုင်ငံကို FTC 2000ကြီးတိုက်လေရင်စုစုပေါင်း12စီးလောက်ရောက်ရှိထားပေမဲ့အဲ့ဒီတဲကတစည်းကို2024ခုနှစ်ဇန်နဝါရီလမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ကရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဖက်ကတိုက်ပွဲမှာပြစ်ချဖျက်ဆီးခဲ့ပါတယ်2024ခုနှစ်ဇန်နဝါရီလအတွင်းမှာပဲအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကို မြန်မာနိုင်ငံပြန်ခေါ်စဉ်မီဇိုရန်လေစိတ်မှာပြေးလန်းချော်ပြီးစစ်ကောင်စီရဲ့ဝိုင်းအိတ်လေရင်တစည်းထပ်ပိုင်းကျိုးခဲ့ရပါတယ်။တော်လိုင်းတပ်တွေပစ်ချခဲ့တဲ့စစ်ကောင်စီရဲ့လေရင်တွေထဲမှာ MI-70 ရဟတ်ယာဉ်၅စင်းနဲ့ MI-35 နှစ်စင်းပါဝင်ပါတယ်။ပုံမှန်အပြင် MI-70 လေရင်တစ်စင်းမှာလူဝင်အား25ယောက်ထိစက်ပါတယ်။ဒီလေရင်တွေဟာတည်ယူပို့ဆောင်ရေးအတွက်အဓိကတုံးကြပြီးဝယ်ယူခဲ့ခြင်းကပြင်းပြတန်ဖိုးဟာစေတန်းဝင်းကျင်ရှိတယ်လို့လေတက်စီဒီယန်တိုင်ဝမ်ကပြောပါတယ်။ ကျွန်တော်တို့ကဒီရဟန်းတပီးတဲ့ကိုပဲဈေးနှုန်းတွေကတူနေတာမဟုတ်ဘူးပေါ့နော်နည်းနည်းလေးကိုကျွန်တော်တို့ PIB နည်းနည်းလေးဟိုဟိုသူ့ရဲ့စက်ဆင်ထားတဲ့ accessory တွေအဲမြင့်လာတဲ့အမြဈေးနှုန်းကကြောင်းလဲသွားတာပေါ့နော်အဲဒါတော့တချို့ကလည်း9000 10000နဲ့ဝယ်ထားကြည့်တယ်ဆိုတော့တချို့ကကြောင်းလဲအဲနည်းနည်းလေးပိုတက်နေတာဒေါ်လာ12000ဆိုနေဝယ်ထားလို့ရှိတယ်လို့ကျွန်တော်သိရတယ်ပေါ့ပြန်များအဖြစ်တော့ဒေါ်လာ7000နဲ့10000ကျားရှိတယ်ပေါ့နော်အမှန်တန်ပြီးနေနေဆောနာပြောသလိုကျွန်တော်တစည်းချင်းအနေထားရတော့ကျွန်တော်အနေနဲ့ဟို ဒီလိုတွေကလည်းဟိုသူ့အစဉ်ဝင်ထားတဲ့အားတွေဖြစ်နိုင်တယ်။လေရင်တွေပြစ်ချခံရတဲ့ဖြစ်စဉ်တော်မြင့်မြတ်မှာလေရင်မောင်းတွေတည်ဆုံးကြပြီး KND ဒေသမှာပြစ်ချခဲ့တဲ့ KEW လေရင်မှုကိုတော့တော်လိုင်းတပ်ဖွဲ့တွေကအရှင်းဖမ်းမိခဲ့ပါတယ်။စစ်ကောင်စီအတွက်တော့လေမှုအများပြားရှိတဲ့အတွက်အစိုးရစီယာမရှိပေမဲ့တော်လိုင်းတပ်ဖွဲ့တွေကပြစ်မှတ်ထားမှာကိုစိုးရိမ်မှုကြောင့်လေမှုတွေကတော့လူတိမခံဝန်းတဲ့အခြေအနေကိုရောက်ရှိနေတာပါ။ဒါတော့ဒီအခြေအတွက်ဟာ စစ်ကောင်စီနေတတ်တဲ့အတော့ကြီးမားတဲ့အထီရောက်မှုတက်ရောက်မှုအများကြီးဖြစ်စီပါတယ်ဟိုစစ်ကောင်စီနေတဲ့အနေနဲ့ဟောနေတဲ့ပိုင်းလို့ဒီပိုင်းလို့နေနေဟောဟောစိတ်ပိုင်းဆိုင်ရာရောဟိုသူတို့ဟိုစိတ်တက်ပိုင်းဆိုင်ရာရောစီရေးပိုင်းရောအများကြီးကျွန်တော်ဖိအားရောချင်းချောက်မှုရောအတက်ရောက်မှုရောအများကြီးဖြစ်စီပါတယ်တော်လိုင်းအင်အားစုတွေကြော်လဲကြီးမားတဲ့ရလက်အာအဲစိတ်ခွန်အားရလက်အများကြီးဟုတ်နော် တူကြီးကျွမ်းကျင်မှုအများကြီးလို့တော့ကျွန်တော်တို့အကြောင်းလေးတက်ရောက်စီရဲတူတော့ကျွန်တော်တို့မြင်ပါတယ်ဗျာဟုတ်ကဲ့စစ်ကောင်စီကတော့လေရင်တွေပြစ်ချခံရမှုတွေကိုဆက်ချုပ်ရင်းလုံးပြတ်ကြတာလို့သာ ဖော်ပြနေပါတယ်မြေပြင်တိုက်ပွဲတွေမှာအသာစီးရဖို့လေချောင်းကိုအားထားနေရတဲ့စစ်တပ်ကလေတပ်တောင်းတင်းအောင်ပြည်သူ့ဗန္ဓာရီနဲ့ထပ်မံဖြစ်တင်းမှုစူးစမ်းနေကြအောင်မှလို့ဆိုပါတယ်